ကောင်းတယ်ကောင်းတယ်ဝင်တဲ့မောင်လေးလာအဲ့ဒီလိုပါစားတယ်ကြောက်ကြည့်ပြောနော်မဆိုင်တော့လေးစားရဲ့ကျေးဇူးပါဟုတ်ပါတယ်သူတို့ရဲ့နေသူနေသားပေါ့နော်ရိုးသားဖြူစင်မှုကလက်နာမှာပေါ်ပါတယ်ဆက်လက်ပြီးလဲဒီရိုးသားဖြူစင်မှုထိန်းသွားပါလို့နော်အဲ့လိုလေးပဲအများကြိုးလေးဆောင်ရွက်ပါလို့ဟုတ်တယ်ตาလေးအကိုစိတ်စေတနာနဲ့ကိုကြိုးပေးရလေနော်ဒီမဲလေးကျွန်တော်မှလှူပြနေတယ်အဲ့လှူရမှာပေါ့ဒါလှူရတာပေါ့ตาရတယ်တခါမှမကြောက်ရတဲ့ပြန်ကြောက် တွေ့တယ်မသိတာကိုဒီဒီဒီလောက်ထူရမယ်ဆိုတာလည်းမတွေ့တာဘူးတွေ့ရမယ်ဆိုတာလည်းမသိဘူးဒီကိတ်တရားတွေဟာခန္ဓာကိုယ်မှာနာကျင်မှုအမြင်ဆိုးစေခြင်းနဲ့ပျောက်ကင်းရကြခြင်းများကိုဖြစ်စေတတ်ပါတယ် MPS ပမာဏများစွာပါဝင်တဲ့ Hirudoid ကိုသုံးလိုက်ပါအရေပြားတွင်းပိုင်းထိစိတ်ဝင်နိုင်မှုကြောင့်တက်တာပျောက်ကင်းခြင်းကို90ရာခိုင်နှုန်းပိုတိုးတောင်းစေကြောင်းဆေးဘက်ဆိုင်ရာထောက်ခံချက်လည်းရရှိထားပါတယ်ဒီကိတ်မှုတန်ကြောင့်ဖြစ်ပေါ်တတ်သောညဉ့်နန်းတရားများအားလုံးအတွက် Hirudoid ဆက်ရပါလေစခိုင်းရဲ့အေယာဝီလာရနေပြီးတော့လာပြီးတော့လှူကြတာကိုတိုက်ဆိုင်ဆိုင်လို့တားရဒီနေ့ဟိုဟာမိုးပွင့်ဖြူရဲ့ဟိုအင်ဂျင်ရဲ့အင်ဂျင်ရဲ့တားလေးလေးပေါက်စီရဲ့နှစ်ယောက်လှူတဲ့ခါမှာဟိုဟာခုနကဘာလို့လဲမသိဘူးတမင်အဲစန်းတေးကလာပြီးတော့ဟိုအားရေခဲချောင်းလှူကျင်တယ်တဲ့ ကောင်လို့ကိုကလည်းရေခဲကြောင်လို့ဆိုတော့လူပေါ့လို့သူသူမှန်းလည်းမသိဘူးသူ့တော့ Facebook ထဲမှာတော့တွေ့တယ်အော်ဘာလဲပြောပြောကိုကလေဟွာဘယ်လိုခေါ်မလဲ respect ပေါ့ဟော respect တကယ် respect ပါဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့စိတ်ထားလေးဟိုဘယ်လိုခေါ်မလဲသူ့စိတ်ထားသူ့အကျိုးပေးတာလေလူဆိုတာလေအဲ့တော့အဲ့ဒါလေးကိုအကျိုးပေးတဲ့ပေးတဲ့ပုံမှာအခုသူနဲ့အဲ့လိုမျိုးဟဲ့ဘုံခနဲ့ဆိုရေခဲကြောင်လေးလာပြီးတော့ဘေးနားမှာသူဖြစ်နေရလေအဲ့ဆိုတော့ကြော်သားပါတယ် ဲ့တော့ကျောင်းကတာကြီးအခုပို့တာဖဲ့လို့မှာတတိထားမိနေတယ်ဘယ်လိုလေးဘယ်လိုပြောတော့ဘယ်လိုလေးခံစားရလဲတန်ရီဝန်လာပါလေတကယ်ချင်လာလားဒီဝန်နဲ့ဝန်တာဖြစ်နေတယ်ဒီလိုမျိုးတိလို့ဒီလိုလိုမသိဘူးတကယ်ပြောပါလေအမေဒီဟာကိုတိလားတိပါဦးတိတယ်တိပါတယ်နော်သူကားကြီးကြည့်ဘူးတယ်မလားအမကြည့်ဘူးပါဘူးဒီမှာဘယ်လိုလဲအထက်နဲ့ပြင်လဲအလိုပဲကြောက်လဲ ောရင်လည်းဒီဆိုရငါ့ကိုစက်သားလုံးနဲ့ပြစ်ပေါလိမ့်မယ်။သူ့ရဲ့ယူသားမှုကဟိုဖော်ပြနေတာပေါ့နော်။ဖော်ပြနေရဆိုတော့ live ပေါ်မှာသူ့စိတ်စိတ် ဒါလေးอ่ะ तू ဒါ तू နာမည်ကြီးပါစေဆိုရဲစိတ်နဲ့လည်းလိုက်တာမဟုတ်ဘူးသူ့ဘာသူလေးလူလေးလူလိုက်တယ်လူလိုက်တာကိုတွေ့ရလူတယောက်က line mode တင်ပေးလိုက်တယ်အဲ့အမှန်တော့အဲ့ line mode တင်ပေးတဲ့သူလေကျေးဇူးတရပါနော်အဲ့သူမမလို့တားကိုအားလုံးကသတိထားမိသွားကြတာလေဆိုတော့ဘိုးစားဟိုသူတို့ရဲ့နေသူနေသားပေါ့နော်ရိုးသားပြုစင်မှုอ่ะလက်နာမှာပေါ်ပါတယ် ဆက်လက်ပြီးလဲဒီရိုသားဖြူစင်မှုထိန်းသွားပါလို့เนาะအဲ့လိုလေးပဲအများကျိုးလေးဆောင်ရွက်ပါလို့ကျေးဇူးတင်ပါပြောပါတယ်ပေါ့နော်အဲ့ဒါကံတရားလည်းပါတယ်နောက်ပြီးတဲ့အခါကျတော့အခုခေတ်ကဆိုရှယ်မီဒီယာခေတ်လေဆိုရှယ်မီဒီယာခေတ်ဆိုတာကကောင်းတာပဲတင်တင်ဆိုးတာပဲတင်တင်လိုင်းပေါ်မှာတယောက်ကတင်လိုက်ပြီဆိုလို့ရှိရင် အားလုံးကအမှတ်တင်တင်ထားပြီးတော့အဲ့လိုမျိုးဆယ်လီရလည်း share ကြတယ်ဟိုအကုန်လုံးက share ကြတယ်ဆိုလို့ရှိရင်အားလုံးကသတိထားမိတာပဲဒါဆိုရင်သူကကြတော့ ကောင်းသောနာမည်ကြီးခြင်းနဲ့ကြီးရပေါ့တာကြီးတို့ခေတ္တဝါဆိုလို့ရှိရင်ဒီဆိုရှယ်မီဒီယာလည်းမရှိဘူးနောက်ပြီးရခါကြတော့အဲ့လိုမျိုးတာကြီးတို့ကကိုယ့်ဘာကိုဒီလိုမျိုးဂျာနယ်တွေပါတယ်တာကြီးတို့အင်တာဗျူးဖို့ဆိုရင်လေကိုယ့်ဘေးကနေလေမလီငါ့ကိုလာပြီးတော့အင်တာဗျူးပါစေဆိုမျှော်လင့်တာပါတခါတည်းကမှမဗျူးသွားဘူးအဲ့ဒီခေတ်ခါဒါနော်ဒါဆိုတကယ်ဒီမှာမင်းသားတွေမင်းသမီးတွေရှူတင်มาလေးလာပြီးတော့အဲ့တော့အရင်တော့ဆိုလို့ရှိရင်ဦးမောင်းနေတော့ပါဆိုကိုရေကလေအဲဘယ်တော့ဘယ်တော့မှငါဘျူးမလဲပေါ့တိလား နံပါတ်ထည့်နံပါတ်ထည့်မဟုတ်ပါဘူးဒါဒါချက်ချင်းပြတ်နဲ့ ချက်ချင်းတရားနဲ့ပြောပြတာပါမဟုတ်ဘူးအဲ့လိုမျိုးအခုခင်မှာကြတော့အားလုံးအားလုံးရဲ့လက်ထဲမှာဖုန်းလေးရှိရဲအဲ့တော့ဒီသားလေးကိုလေသူ့နာမည်ကြီးလာရသူ့ရဲ့ဒီရိုးသားမှုသူ့ရဲ့လှုပ်ဆောင်မှုကိုပေါ်ပြရဲဆိုတာပေါ်ပြနိုင်တဲ့သူရှိလို့အခုလိုမီဒီယာတွေကတိုင်းတို့ခေတော်တိုင်းတို့မီဒီယာအခုခင်မှာဆိုရင်သူ့ကိုအဲ့ဒီအဲ့ဒီအရင်ဆုံးလိုင်းပေါ်တင်မရဲ့သူကိုခြေစူးတရားပါအဲ့တော့သူဒီသူ့ရဲ့စိတ်စေတနာမှန်တဲ့အခါ ကြတော့ပို့ပြီးပို့ပြီးတော့ဟိုစာပေါ့နာမည်ကြီးသွားတာပေါ့နော်အဲအကြောင်းမလို့တာရဒီပထမဦးဆုံး line ပေါ်တင်ပေးတဲ့သူကိုကျေးဇူးတရားအခုခေတ်ကအရန်မြန်နေလေအရန်မြန်နေဆိုမကောင်းတာဆိုလို့ရှိရင်လည်းအဲ့လိုမျိုးပဲ line ပေါ်တင်နေတာလည်းအကုန်လုံးပြန်သွားတယ်ဒါကြတော့သူကကြောက်ကောင်းတာလေးဖြစ်တဲ့အတွက် အကောင်းနဲ့အမှုကြီးလေးပြန့်သွားတဲ့အခါကျတော့အားလုံးအားလုံးရဲ့စိတ်ထဲမှာလည်းအမှတ်ထားထင်ထင်ထားမိကြတယ်။ဘာဖြစ်လို့ရှိဘာဖြစ်လို့လဲဆိုလို့ရှိရင်စိတ်ထားကောင်းရင်ကံကောင်းတယ်။သူများကိုကောင်းဘာအကျုံးမှသူမမျှော်လင့်မဲနဲ့လေ။ဒါကြီးရေခဲချောင်းလေးကိုသူဟိုစာဒီငလင်းဘေးကိုလာလှူတဲ့သူတွေကိုအာသူလှူပေးတာအဲ့ဟာအတွက်သူ့မှာဘာမျှော်လင့်ချက်မှမရှိဘဲနဲ့အဲ့လိုမျိုးလှူလိုက်တဲ့အခါကျတော့အဲ့စေတနာကသူ့ကိုရောင်မြန်ဟတ်တာပေါ့။ အနုပညာရှင်တွေကိုယ်တိုင်ကဒီလိုချီးကျူးစကားလေးကြားတဲ့ခါကျတော့ပီတိလေးဘလိုမျိုးလေးရှိသူကချီးကျူးတယ်ပီတိကိုပြရတာကျွန်တော်မထင်ထားတဲ့အားပြရတဲ့တစ်ခါမှမကြောက်ဘူးတဲ့ပြန်ကြောက်ဘူးတွေ့ရင်သိတာပဲဒီဒီဒီလောက်ထူရမယ်ဆိုတယ်မတွေ့တာဘူးတွေ့ရမယ်ဆိုတယ်မသိဘူးအဲ့တော့တချို့တွေကကျတော့ဒါနမဲကြီးအမှုပညာရှင်တွေဆိုလို့ရှိရင်တွေ့လို့ရှိရင်နည်းနည်းလေးရှိန်ကြတာမျိုးရှိတယ်ဒါအခုလိုမျိုးကို့ဘောနည်းနည်းထွေးထွေးလေးကြိုးစိုးပေးတဲ့အတွက်ဘယ်လိုလေးပြောချင်တာလဲဒါလေးကာယူတော့ဘော 啊，第大姨呢？ လှူတဲ့သူတိုင်းပေါ့အခုဆိုတာကြီးကိုလေငလင်ပေးတွဲဆိုပြီးတော့ဂျပန်နေပြီးတော့138သိန်းဟိုအမေရိကမမတီယာဒရိုင်ယာဆိုရင်212သိန်းအဲ့လိုလှူပေးကြတယ်အဲအဲ့လိုအဲ့ငလင်ပေးတွေလည်းတာကြီးသွားလှူရတယ်ပြီးလို့ရှိရင်ဒါရန်ပုံမြို့မှာတော့အာဒီနေရာလေးဆိုအဲ့ငလင်ပေးသွားလို့ဒီမှာဒီရလှူရတယ်တမီးတို့ကနေ ဆိုတော့အဲ့တော့ဒီနေရာလေးတွေလည်းလှူပေးကြဒီနေ့အတွက်မိုးကွင်းကျူးတို့အဲ့တော့အင်ဂျင်မာတို့အဲ့လိုမျိုးလှူပေးတဲ့မမသားတို့ကအားဖြည့်ပြီးတော့အခုလိုရေခဲချောင်းလေးဖွဖွဲရရပေါ့တမီရဲ့ထမင်းစားပြီးဆက်နေတဲ့အချိန်မှာအချိုးလေးတဲလိုက်ရတယ်အဲ့လိုပြပြဝါလေးလှူခွင့်ရအောင်ပါဝင်ပြီးလှူပေးတယ်သားတို့ကိုလည်းကျေးဇူးတင်ပါတယ်အဲ့တော့အားလုံးအားလုံးအလှရှင်အပေါင်းလေးတက်ရှိကြပါစိတ်ချမ်းသာပါစေတဘာဝဘေးရန်ရီကြီးဝေးပါစေကက်ကြီးသုံးမှာကြုံနေနိုင်ပါစေအလှကပုံ ပ်ကိုယ်တွေအကုန်လုံးရောမြမပီပီပီသားအားလုံးရောကဘာသူကဘာသားအားလုံးရောတက်ရှိကြမှာစိတ်ချမ်းသာပါစေတဘာဝဘေးအန္တရာယ်တွေကင်းဝေးကြပါကက်ကြီးတို့မှာကြုံနေနိုင်ကြပါလိမ့်ရှင်ကျေးဇူးပါ